ုံပေးပါဒါမဲ့ပြန်ချစ်ပေးပါလားမုံတော့လည်းမုံစကားကြည့်ပြီးတော့ပြန်ချစ်ပေါ့နော်ကျွန်တော်ကနုပညာရှင်လေအလုံများရဲ့ဗျဇလန်းမှာမုံနေလို့ရှိရင်ဒါသူတော်လို့လေဟုတ်တယ်မလားသူတရုတ်ဆောင်တော်လို့ဒါပရိသတ်ကမုံကြရဲချိုးချိုးဆိုလို့ရှိရင်ဇလန်းထဲမှာမျောပြီးတော့လုံးဝသိရမလားခါခါတိတိကိုဖြစ်တာပြင်ပါပါသူ့တွေ့လို့ရှိရင်အဲအဲ့လိုမျိုးပဲဖြစ်ကြတာဆိုဒါတရုတ်ဆောင်တော်ရယ်လို့ပြောရမှာပေါ့နော်ပရိသတ်ချစ်တာမချစ်တာဆိုရတဲ့ကိုယ့်ရဲ့တာဝန်ကြည်အောင်တရုတ်ဆောင်တာဝန်ကြည်အောင်လို့ဒါစူးစမ်းမှာပါလို့ဟုတ် ရှိုင်းတွဲရုပ်ရှင်ကကဒါဆိုလို့ရှိရင်၃ကားမြောက်ပေါ့၃ကားမြောက်ပေါ့เนาะဖြစ်ချင်ဝင်လာမယ်ရဲ့အချစ်ချိန်စာရဲ့ပြီးရင်ဒါအခုအိမ်နမက်ကာကြီးမင်းဆောင်ကိုပေါ့เนาะအအဓိကကတော့ကိုယ့်ရဲ့ဒီစ조사အားထုတ်မှုပေါ့เนาะကိုယ့်ရဲ့조사အားထုတ်မှုဟာဒါကိုကိုအတိမတ်ပြုပေးကြရဲအဲ့ဒီချိန်မှာလဲဒါအခုဆိုလို့ရှိရင် ဟိုအများကြီးအခွင့်အလမ်းနေရာဆအဖက်ဘက်ပေါင်းအဖက်ဘက်ဘက်ကနေပြီးတော့ခွင့်လန်းပေါင်းစုံရှိလာတဲ့အချိန်မှာအဓိကကိုကိုရန်ကစူးစမ်းနေဖို့လဲလိုတယ်ဇွဲလုံးလာဝရိယအပြည့်နဲ့ပြီးရင်နောက်တစ်ခုကိုယ့်ရဲ့ဒီအကျိုးပေးတဲ့အချိန်မှာကိုရန်ကလည်းအရေးချင်းရှိပြီးတော့ကိုကိုရန်စူးစမ်းမှုရှိတယ်ဆိုလို့ရှိရင်တော့ဒါအခုလိုမျိုးပဲဟိုရုံရုံကြည်ကြည်နဲ့အလုပ်လေးတွေဒါကန့်လန့်လာကြရဲ့ပေါ့နော်အဲအဲ့ဒါကိုလည်းရှာရနေပြီးတော့မှဒါကိုယ့်အတွက်အကောင်းဆုံးဒါအသုံးချရတဲ့သဘောပါပဲဟုတ် အာမတူနေဘူးဟုတ်တယ်ဟုတ်တယ်ဖြစ်ရှင်ဝဲလာမယ်ပါဆိုလဲလုံးဝအမွှေးစိန်လေးအချစ်ချိန်သာမှာဆိုလဲတကယ်ကိုဇော်ဆိုင်တက်ကို different version နဲ့တွေ့ရမယ်အခုဒီမှာဆိုလို့ရှိရင်လဲ အမြင်ကက်เสียကောင်းမဲ့ကောင်းလေးအနေနဲ့မြင်ရမှာပါဟိုတခါလေကြာလို့ရှိရင်ကိုယ်လာပေးတဲ့ဇက်ကောင်နေဆိုလို့ရှိရင်ဟိုအရန်သဘောကြရယ်ကိုလှုပ်ချင်တဲ့ဇက်ကောင်နေရှိရယ်အဲကြာလို့ရှိရင်ဒါရိုက်ဖြစ်သွားရယ်ပေါ့နော်တချို့တခါလေကြာလို့ရှိရင်လည်းကိုနဲ့အစင်မပြေတဲ့အဥ္စာလေးရှိရယ်ဆိုလို့ရှိရင်လည်းဒါအခြေအနေကြောင်းကြောင်းကြောင်းမရိုက်ဖြစ်တာလေးလည်းရှိပါရဲ့ဟုတ်ဘယ်ကာရီတာကြိုက်ဆုံးလဲဆိုတော့ကာရီတာတိုင်းကိုကြိုက်ပါရယ်ဘာလို့လဲဆိုတော့ကိုကိုယုံကြည်လို့ပေးရထားတဲ့ ဇက်ကောင်နေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုရိုင်းကလည်းစူးစမ်းမှုလုံးဝမလျှော့ဘဲနဲ့ဒါစူးစမ်းထားတယ်ပြီးတော့ရုပ်ရှင်ဇက်ကားကြီးမှမဟုတ်ဘူးကျွန်တော် CV တွေပဲဖြစ်ဖြစ်ဇလန်းတွေပဲဖြစ်ဖြစ်ဘဲဘဲဟာပဲဖြစ်ဖြစ်ပေါ့နော်အဓိက ကိုယ်ပေးအပ်တဲ့တာဝန်ကိုကိုကတေယုဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကြာရနေရမှာစေးစက်ကြာရတေယုဆောင်နိုင်မှလည်းဒါတေယုဆောင်ကောင်းတယောက်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ဟာဘယ်ဟာမရလို့မရှိဘူးဒါပေမဲ့ကိုစူးစားတဲ့စူးစားမှုတွေစကားတွေအားလုံးကိုတော့ဒါကိုယ့်အတွက်ကဒါကိုယ့်ဘက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ယာနှုံးပြည့်ကိုစူးစားထားပါတယ်လို့ဟုတ် နဲ့ပေါ့စောင့်ကြည့်ပေးပါလို့ပဲပြောချင်ပါတယ်အဓိကတော့လေဒီဇာကားလေးကလည်းပြိတ္တတွေအတွက်ကိုအမတ်တရားဖြစ်စေမဲ့အာအမတ်တရားဖြစ်စေမဲ့ရုပ်ရှင်ဇာကားကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ထွက်လာလို့ရှိရင်လည်း ယုံတင်လို့ရှိရင်လည်းအများကြီးဝင်းရံအားပေးကြပါလို့ဆိုင်လည်းအများကြီးစူးစမ်းသွားမှာပါရိုက်ကွေးလည်းစတော့မှာဆိုတော့လေဒါပေါ့ရုပ်ခွင့်ရတော့မယ်ရုပ်ခွင့်ရနေပြီလက်ထဲမှာရောက်ပါပြီဆိုတော့ကိုစူးစမ်းကိုစူးစမ်းဖို့တော့ပဲလိုတော့ရယ်ပေါ့နော်ကိုဖြစ်ချင်တဲ့အရာလေးတွေကိုတဖြည်းဖြည်းနဲ့တစင်ချင်းစီတစင်ချင်းစီအကောင့်ထဲပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအခုချိန်မှာဆိုလို့ရှိရင်လည်းဒါကိုအတွက်အခွင့်အရေးရတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီးစူးစမ်းသွားမယ်ပြီးတော့ ပြိသက်တွေမျောလင်းနေတဲ့အာအရာတွေလေးလည်းဒါအများကြီးစူးစမ်းသွားဖို့ရှိပါတယ်ဟုတ်ဟုတ် အဲအဓိကကတော့ကိုယ့်ကာရက်တာပေါ်ပေါ့နော်ကိုယ့်ကာရက်တာပေါ်တာဝန်ကျပြီးတော့တစ္ဆာရှိရမယ်တာဝန်ကျရမယ်ဆိုလို့ရှိရင်ပရိသတ်ကဒါကတော့ဇလန်းဇလန်းမှာမုံနေလို့ရှိရင်ဒါတူတော်လို့လေဟုတ်တယ်မလားဖန်တယောက်ဗီလင်တယောက်ကမုံအောင်တရုတ်ဆောင်နိုင်တယ်ဆိုတာဒါတရုတ်ဆောင်တယောက်ရဲ့ဒါသူ့ရဲ့တော်တဲ့အရေးချင်းတစ်ခုလို့ပြောလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအပြင်ပါစင်နယ်နဲ့မဆိုင်မဲနဲ့သူတရုတ်ဆောင်တော်လို့ဒါပရိသတ်ကမုံကြရဲတချို့ချို့ဆိုလို့ရှိရင်ဇလန်းထဲမှာမျောပြီးတော့လုံးဝအတိရမလားခါခါတိတိကိုဖြစ်တာပြင်ပါပါသူ့တွေ့လို့ရှိရင်အဲ အဲ့လိုမျိုးပဲဖြစ်ကြရဆိုဒါသရုပ်ဆောင်တော်ရယ်လို့ပြောရမှာပေါ့နော်အဲ့အတွက်ကြောင့်မလို့လဲကျွန်တော်အနေနဲ့ကတော့ပရိသတ်ချစ်တာမချစ်တာဆိုရတဲ့ကိုယ့်ရဲ့တာဝန်ကြည်အောင်သရုပ်ဆောင်တာဝန်ကြည်အောင်လို့ဒါစူးစမ်းမှာပါလို့ဟုတ်အဲ့တော့ဘယ်အနေနဲ့သရုပ်ဆောင်တော့ပရိသတ်တွေကိုပြန်ဆိုရှာတဲ့ကိုချစ်မိမယ်အဲ့ဒီ character ရတော့မုန်းစင်ချင်တာအေးမောမုန်းပေးပါမုန်းပေးပါမုန်းပေးပါဒါမဲ့ပြန်ချစ်ပေးပါလားမုန်းတော့လေမုန်းစကားကြည့်ပြီးတော့ပြန်ချစ်ပါနော် ဟုတ်ကဲ့ပါရှိုင်းတို့ဒီနေ့ပေါ့နော်အာအိမ်နံပါတ်ကာကြီးမင်းဆောင်6ရုပ်ရှင်ဇာတ်ကားကြီးအားဒီနေ့စပြီးတော့ global viewer လုပ်ပါတယ်နောက်ရက်တည်ဆိုလို့ရှင်စပြီးတော့ရိုက်ကူးရေးစတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဇာတ်ကားကြီးကိုလည်းထွက်လာလို့ရှိရင်လည်းအများကြီးဝင်ရအားပေးကြပါအောင်တဖွဲ့သားလုံးကလည်းအစွမ်းကုန်စူးစမ်းထားကြဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီးဝင်ရပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာ